ကစီရွှေရှာနယ်လေးကပြန်လဲကျိုးသွားပါဗျာနော်နေပါလေပြင်လဲဆိုတော့နော် KNU တက်မှာတဲ့တထုံ KI ဥက္ခရနော်ဘရိုဆောဆူဘရိုဆောဆူမြင့်နဲ့နော်ဘရိုဆောဆူမြင့်ပါဝင်22ဦးကိုတဲ့နော်အချမ်းဖက်အာရွေးကောက်ပွဲနောက်ချက်တည်ဟူတဲ့ဆိုရေးတဲ့ရွေးကောက်ပွဲပုံမှန်23ခအပြင်းနဲ့အမှုပွင့်တာကြောင့်နော်အကြော်ဒီမှာ ရန်ကုန်ခေတ်သက်ကတင်ထားတာပေါ့နော်ရန်ကုန်ခေတ်သက်ကတင်ထားတဲ့အရာလေးဖွင့်ပြပေးမယ်ကျတော့ခင်ဗျားတို့ခင်ဗျားတို့မြင်သာနေတဲ့အရာအချို့အရာအချို့အရာမလုံးနဲ့မပြုနဲ့အမြခုကြည့်လိုက်လေခင်ဗျာကေကေပတ်ဆိုစုပ်ပြတ်တန်နေလीခင်ဗျာပြောလိုက်တော့ဟာစကားရိုက်နေတာဒါပြီးတော့မှပြူသွားမှာနဲ့တချို့လည်းပြောကြလေခင်ဗျာတကယ်လို့တော့အကုန်လစ်ကောเนาะအကြော်တော့ခု22ဦးပေါ့เนาะအကြော်တော့ အမှုဖွင့်ထားတယ်ပေါ့နော်အဲ့ကြတော့ဘသူပါပုံးဆိုတာတစ်ချက်နာတော့ရန်ကုန်ခေတ်တက်ကတင်လာတာကျွန်တော်ပြောနေအောင်ပေါ့နော်ရန်ကုန်ခေတ်တက်ကပြောတာတစ်ချက်နာတော့လာကရင်မျိုးသား CUKNU တက်မတေတထုံခိုင်ဥက္ကဋ္ဌဘဒိုစောစိုးမြေပါဝင်22ရောက်ကိုအကြမ်းဖက်စစ်တပ်ကရွေးကောက်ပွဲနှောက်ယှက်တယ်လို့ဆိုပြီးတထုံမြို့နယ်တိမ်စိတ်ရဲစခန်းမှာရွေးကောက်ပွဲဥပဒေပုံမှန်23ခါခွေနဲ့အမှုဖွင့်ထားတယ်လို့အကြမ်းဖက်စစ်တပ်ကသတင်းထုတ်ပြန်ထားပါတယ်ပြီးခဲ့တဲ့နိုဘမာလ9ရက်နေ့မှာ KNU ကရင်မျိုးသား CUK ူတတူခရိုင်ကဒီဇင်ဘာလအတွင်းကျင်းပပြုလုပ်မဲ့ရွေးကောက်ပွဲကိုတိုက်ဖြတ်သွားဖို့ကြေညာချက်ထုတ်ပြန်ခဲ့တာကြောင့် KNU ကရင်မျိုးသား CEO ဒူတထူခရိုင်ဥက္ကဋ္ဌဘရိုစောမြေပါဝင်22ရောက်တို့ကိုတထုံမြို့နယ်တိန်စိတ်နယ်မြေရဲစခန်းမှာရွေးကောက်ပွဲတွေကိုနှောက်ရှက်ဟန်တာဖြက်စီးတာကနေကောက်ွယ်ပေးဥပဒေပုံမှာ23ခါခွင်းနဲ့အမှုဖွင့်ထားတယ်လို့စစ်တပ်ကသတင်းထုတ်ပြန်လာပါတယ်စစ်တပ်ကအမှုဖွင့်ထားတဲ့ရွေးကောက်ပွဲကောက်ွယ်ပေးဥပဒေမှာ2025ခုနှစ်ပါတီစုံဒီမိုကရေစီရဲ့ထွေထွေရွေးကောက်ပွဲကျင်းပမှုကိုပြပြစေဖို့ရည်ရွယ်ပြီး ဟောပြောတာပြောဆိုတာစီယုံလှုပ်ဆော်တာဆန္ဒပြတာစာရေးသားတာနဲ့ရုပ်ပုံပိုစတာတွေချိတ်ဆွဲတာတွေကိုတားမြစ်ထားပြီးအဲ့ဒီတားမြစ်ချက်တွေကိုလူစုလူဝေးနဲ့ဖောက်ပြပါကထောင်နဲ့အနည်းဆုံး၅နှစ်ကနေအများဆုံးထောင်နဲ့၁၀နှစ်ထိချမှတ်နိုင်တဲ့ပုံမှန်လေးဖြစ်ပါတယ်။ဒါအပြင် KNU ကထားဘဒုစောကွယ်ထူဝင်ဘိုလ်လုံးမှုဆောင်တွေပါဝင်73ရောက်ကိုဩဂတ်စ်လ12ရက်နေ့ကရွေးကောက်ပွဲပြပြစီဖို့ဟောပြောတာပြောဆိုတာတွေကြောင့်လှိုင်းပွဲမြို့မှာရဲစခန်းမှာအမှုဖွင့်ထားတယ်လို့သိရပါဗျ။ စစ်တကအမှုဖွင့်သူတွေမှာ KNU ကထဘဒုစောကွယ်ထူဝင်ဘဒုစောဆေကေဘဒုတာတိုမူဘဒုစောသောတိပွဲဘဒုစောလာထုံဘူဂျိုတီစောကြောနီစောတာမလာတော့ဘဒုစောလောအမူဘဒုစောအကလူစေဘဒုနော်တာတာနဲ့ဘဒုစောတော်နီစောစာပလဲတီဝင်းတို့အပါဝင် စုစုပေါင်း73ယောက်ဖြစ်တယ်လို့သတင်းထုတ်ပြန်ထားပါတယ်ဒါအပြင်စက်တင်ဘာလ24ရက်နေ့ကချင်းပြည်ချင်းသာအစိုးရဖွဲ့ဝင်18ယောက်တို့ကို စစ်တပ်ကရွေးကောက်ပွဲနောက်ဆက်ဟန်တာမှုဥပဒေနဲ့အမှုဖွင့်ခဲ့တယ်လို့လည်းသတင်းထုတ်ပြန်ထားပါသေးတယ်။ အဲ့ဒီလိုပဲအော်တိုဗလာ31ရက်နေ့မှာမကွေးတိုင်းဒေသကြီးဆလင်းမြို့နယ်ပေါင်နာရက်ကွက်နေမြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲကအဖွဲ့ဝင်တင်းတက်ဝေထွန်းအားဆလင်းမြို့ကနေစင်ပြူကျုံးမြို့ကိုဆိုင်ကင်နဲ့သွားချိန်မှာစုံလင်ဦးလမ်းဆောင်ရောက်မှာပဲ PDF တွေကဖမ်းဆီးခေါ်ဆောင်သွားခဲ့တာကြောင့်အဲ့ဒီ PDF တွေကိုနိုဝင်ဘာလ3ရက်နေ့မှာစင်ပြူကျုံးနယ်မြေရေဆန်းကန်းကရွေးကောက်ပွဲကိုနှောက်ရှက်ဟန်တာဖျက်ဆီးတာကနေကာကွယ်ပေးဥပဒေပုံမှာ24ခါခွေနဲ့အမှုဖွင့်ထားတယ်လို့သိရပါတယ်။ စစ်တပ်ကအရေးယူအမှုဖွင့်ထားတဲ့ရွေးကောက်ပွဲကာကွယ်ဥပဒေပုံမှန်24ခါခွဲမှာရွေးကောက်ပွဲကော်မရှင်ဖွဲ့ဝင်တဦးကိုတာဝန်မထမ်းဆောင်နိုင်ဖို့ဟန်တာထားတာဖြစ်ပြီးအဲ့ဒီပုံမှန်အရကျူးလွန်သူကိုထောင်ဒဏ်အနည်းဆုံး9နှစ်ကနေအများဆုံးထောင်ဒဏ်10နှစ်အထိချမှတ်နိုင်တဲ့ပုံမှန်လည်းဖြစ်ပါရဲ့ရှင်။ကဲအကြတော့သော်တော်နီလီရောမတိုက်တော့နော် ပြောလိုက်တော့ပါတော့မျိုးလေးတစ်မျိုးသိနေအောင်တစ်နှစ်ကြာတယ်အရ66မျိုးဆိုရင် 96နှစ်ကြာမှပြောတာကအိုးနော်ဟုတ်ရောက်သွားပြီနော်အဲ့တော့သော်တော်နီတော်တော်လေတိုက်တော့နေသွားပြီဗျာအာဖြစ်တယ်ညာဖြစ်တယ်ကျွန်တော်တို့ကလုံပါကိုင်းမှာလုတ်ကိုင်းပေါ့လုတ်ကိုင်းပေါ့ခင်ဗျာဘုသူလူချင်းကေကေဘတ်နဲအမအမအကုန်ထွက်ပြောလာတော့အာကျွန်တော်တို့ KNU အတွက်အကျိုးစီးပွားမရှိဘူးဗျာကွာနဲအကျိုးစီးပွားရှိလို့ဖြစ်နေတဲ့အရာပေါ့ကွာအကျိုးစီးပွားမပြောင်းနိုင်ရှိမလားဟုတ်တယ်မလားငောကိုကြတော့စော်တော်နီ ဘယ်ရောက်နေမသိဘူးเนาะဘယ်ရောက်နေမသိဘူးထွက်ပြောသမ်းမအောင်ကွာထွက်ပြောသမ်းမအောင်เนาะအဲ့လိုလေးတိုက်တယ်ဆိုတော့အာကြီးကြီးဟာစောက်ဦးတွေဘာပြောနေမှန်းသိဘူးညာပြောနေအောင်ကျွန်တော်တို့ကစောက်ဦးမရဘူးကွာလုံးမကြိုင်မှာပြုမှာတဲ့ယူနေပြီပြုနေပြီပြောတဲ့ဟာအခုထွက်ပြောအောင်လေကေကေဘက်ကိုထီလို့ချင်းကျွန်တော်ကဘာဖြစ်မယ်ညာဖြစ်မယ်ပြောအောင်လေစတော်နီလေးရဲ့เนาะခင်ဗျာအကြောင်းလို့ကျွန်တော်အများတော်ပြောတယ်ကိုက လူကြီးတယောက်ဆိုလို့ချင်းရင်ပြောရသူဝင်ရှိတယ်ဆိုလဲထိမ့်ထိမ့်တင်းတင်းထိမ့်တင်းပြောဖို့လိုတယ်ထိမ့်တင်းပြောဖို့လိုတယ်ခင်ဗျာကျော်ပေါက်ပန်းလေးတဲ့ပေါက်ပန်းလေးတဲ့ပြောပြတော့ဘာဖြစ်တော့ခင်ဗျာဟိုအစင်မပြေဘူးဗျာအချင်းဆုံးပြအစင်မပြေဘူးဖြစ်တာဗောအကြတော့အခုအမှဒီမှာနော်22နှစ်ဦးနော်အော်ရန်ရွေးကောက်ပွဲဥပဒေပုံမှန်နော်23ခါပြည့်အမှုဝင်လာတယ်တဲ့နော်9နှစ်ကနေ10နှစ်ကြီးကြာနိုင်နေတယ် ကျတော့ဒါလဲနိုင်ငံရေးလေဒါနိုင်ငံရေးလေခင်ဗျာဒီအားကြီးလဲဒါအကြီးသွားယုံနေလို့မရအောင်နိုင်ငံရေးဆိုတာအပြောင်းလဲမြန်တယ်နော်ကျတော့သူတို့ဘလို့လာမုံဘလို့ပူပေါင်းမုံဆိုတာလဲကြံသေးတယ်နော်ကျတော့ဟိုဆက်လက်ဆောင်မြော်ပေါ့ကွာကျတော့ဘသူကအကြဘသူကဖားဘသူကငကားဆိုတော့ပေါ်တော့မှာပေါ့နော်26ရက်12လ2025 17ရက်12လ2026အဖြေကထွက်နေပြီချင်းချင်းပြောတာ เนาะကျတော့ဘယ်လိုလုပ်မလို့ကျွန်တော်လည်းစောင့်ကြည့်ရုံပဲရှိတယ်เนาะကြားဖားငကားတော့ကွဲသွားမှာပဲ